အီတလီနိုင်ငံရဲ့တာလာပါတဲ့နေပယ်မျိုးလေးမှာဇေဝင်နေတဲ့အတွဲတွဲရပစွန့်ရဲ့ခိုးခံလိုက်ပြီးတော့ဆန်ရှင်တွေကလည်းရဲတွေကိုစက်ကြီးပေးနေရတဲ့ပြင်အသက်မပြည့်သေးတဲ့ကလေးတွေကိုမူးဝေးစေရောက်တဲ့ဘဲလည်းရှိနေရမို့လို့နေပယ်မျိုးလေးကဒူးဆိုင်မျိုးတော်ကြီးဖြစ်နေပါတယ်။ဆော်လင်းနဲ့ပွေရဂျုံတို့လမ်းလာမေးနေရမို့လို့ဂျုံတို့ကပြောပြနေတဲ့အချိန်မှာဘဲတပွေရဆော်လေးကိုတိုက်သွားပြီးတော့ဆော်လေးရဲ့ပစွန့်ကိုခိုးရတာကိုမြင်လိုက်ရတဲ့ဂျုံတို့ကပစွန့်ကိုပြန်ယူပေးလိုက်တာမို့လို့ဆော်လေးကဂျုံတို့ကျေးဇူးတင်ပါပါတယ်။အဲ့ထဲကနေထွက်လာတဲ့လိပ်ပြလေးနဲ့ကောင်ကဂျုံတို့စီရောက်သွားတဲ့အချိန်မှာတော့ပစွန့်လေးနှိုက်ရဖြစ်သွားပါတယ်။ဒီမျိုးထဲမှာဘယ်တော့မှသတိလက်လို့နေ လို့မရဘူးအကိုကြီးကျွန်တော်ချောကလန်နဲ့ဖစ်စတာချိုနဲ့တခုပေးပါအင်းတစ်ခုပဲလုပ်လိုက်ပါတော့တရာတရားထက်တဲ့နဲ့ကျွန်တော်တို့လေးကကလေးဥပါရေကန်မဝယ်ကျွေးလိုက်ပါတယ်နေပယ်မျိုးရဲ့လေးစိတ်မှာဖိုးကြီးဖွားကြီးလင်မယားကိုမျိုးတဲကိုဈေးချိုချိုနဲ့ပို့ပေးပါမယ်လို့တက်စီသမားတယောက်ကဆွေနေတဲ့အချိန်မှာဂေါ်ပြားကြီးနဲ့လူကာဆိုရဲ့ဘဲတပွေရောက်လာပြီးတော့တက်စီသမားကိုကျုံးလိုက်ပြီးစက်ကြီးမပင်းရင်အလုံးလုံးလို့မရဘူးလို့ပြောနေပါတယ်မိသားစုများလို့မပေးနိုင်တာပါလို့ပြောလိုက်တဲ့အချိန်မှာလူကာကမျက်ရည်တွေကိုတုပ်လိုက်ပြီးတော့တက်စီသမားကိုဂေါ်ပြားကြီးနဲ့ကျုံးလိုက်ပါတယ်ကျွန်တော်တို့တော့မမိတာမဟုတ်ပါဘူးနာမည်ပြောစမ်းကျွန်တော်ကျွန်တော်ကျော်ဝါနာပါတော်တယ်ရော့အဲ့ဒါစားဟဲ့ကောင်ဒီမှာ license မရှိရင် ရက်လို့မရဘူး။ဒါတို့ကလေကျွန်တော်ပါ။အဲ့ချိန်မှာကိုအကြီးကနေပယ်မြို့ကိုရောက်လာပြီးတော့လူငယ်လေးတယောက်ကိုလာရှာတာပါ။အင်းဘာမလုပ်ခင်ဟိုတယ်ကိုအရင်သွားပဲကောင်းပါ။ကိုအကြီးက arrival ကနေထွက်လာတဲ့အချိန်မှာဂျုံတို့ကိုတွေးလိုက်ပြီးတော့ဂျုံတို့ကနေရွယ်ကြီးကိုထဲဝင်သွားအောင်လုပ်ပြနေပါတယ်။အဲနောက်မှာတော့ဂျုံတို့ကရဲနှပွေကိုတစ်ခုပေးလိုက်တာကိုအကြီးကတွေးလိုက်ရပါတယ်။ taxi ဟမ်ဟမ်တော်ပါရင်မလိုတော့ပါဘူး။ဒါပါဗျာကျွန်တော်ပို့ဝေးပါမယ်။သသိန်း၈တောင်းပဲပေး။ကိုအကြီးကအီတလီလိုညင်းလိုက်ပြီးတော့အီတလီစကားမွတ်နေအောင် Royal Heaven Store နဲ့ရေးခိုင်းခဲ့တာပါ။ကဲလာဗျာကျွန်တော်သသောင်းနဲ့ပဲပို့ဝေးမယ်။တကယ်ကြီးလား။ဟမ်ဒါပဲတော်ပါပြီ။ဒါပေမဲ့ taxi စောင်းတဲ့နေရာ ာမှာလူတွေကတားအများနေရမလို့တကယ်တောင်းနဲ့ပဲပို့ရမလားလို့ခိုးဝေကြီးကမေးလိုက်ပါတယ်။ဒါပေါ့ဗျာအထုပ်ကိုရှေ့မှာထားပြီးတော့လူကတော့နောက်ကနေလိုက်ပေးပါ။ခင်ဗျာကျွန်တော်မကြည့်အောင်မလား။ကျွန်တော်ကဟိုတယ်ဘဲရောက်ချင်တာ။ဒါပေါ့ကွာရောက်အောင်ပါပေါ့။ဒါမဲ့မင်းတော့မပါဘူး။အာတိုသရီ3 please ဒီလည်းပြေးတော့အဲ့ကိုပဲယူမှလို့ပြောလိုက်တဲ့အချိန်မှာဂျုံလုံးကပြေးသွားပြီးတော့ဂျပန်ချင်းချင်းတော့ဂျင်းတယ်ဆိုရဲရဲရဲစကားကိုကြားလိုက်ရပါတယ်။ဒါပေမဲ့ခူရီကြီးကတကားဖွင့်ပြီးတော့ကြီးလိုက်တဲ့အချိန်မှာအိတ်ကမရှိတော့ဘဲနဲ့ဥလိုယာကြီးကိုပဲတွေးလိုက်ပြီးတော့ဥလိုယာကြီးကနေတဖြည်းဖြည်းနဲ့အကောင်ဖြစ်လာပြီးတော့ဖားကြီးဖြစ်သွားပါတယ်။အီတလီကိုအခုမ ကရောက်တာကိုစတန်နဲ့တွေ့နေပြီလားလို့ခိုးချီကစဉ်းစားမိလိုက်ပြီးတော့ရဲနှစ်ပွေကိုခေါ်လိုက်ပါတယ်။အဲဒီမှာလူကာရောက်လာပြီးတော့မင်းနဲ့မေကဂျုံတို့ဂျော်ဝါနာလာငါလဲလိုက်ခဲ့ငါဘသူလဲဆိုတာသိလားလို့မင်းနေပါတယ်။ခမရမျက်ရည်ကိုလူကာပဲရံပွဲတစ်ခုမှမျက်လုံးကိုဓာတ်ထိုးခံရပြီးတော့အနာကျက်သွားရင်မျက်ရည်တွေကစက်တိုက်ထွက်နေ။မင်းနဲ့ဂျုံတို့ဒီမှလာထိုင်ဒါနဲ့မင်းသက်ဘယ်လောက်ရှိပြီ။15နှစ်ပါ။ဟမ်တော်တော်ငယ်သေးတာပဲ။အိတ်ဆွေကြီးကမှလိန်တာအညိုးထားတာမလေးစားတာဆိုရယ်သုံးခုကိုမလုပ်ရအောင်လို့လူကာကပြောနေပြီးတော့စက်ကြီးမမေးဘဲနဲ့နောက်ကွယ်မှာအလုံးလုံးနေတာမလေးစားရပဲဆိုပြီးဂျုံတို့စက်ကြီးတောင်းနေပါတယ်။ပြီးစံမင်းပဲဆိုင်လူကာဆန် ံကျွန်တော်ပေးပြီးလေဗျာရဲတွေကိုပေးရဘာလို့ရမှာလဲငါ့ကိုပါပေးရမှာဒါကဘာလို့လဲမိမိသားစုလားဘယ်မှာလဲပတ်ဆက်လူကာဆန်ကျွန်တော်ပေးပြီးလို့ပြောနေရလေသုံးကောင်းမြောက်ပြောရအောင်မလုံးနဲ့လူကာကဂျုံတို့ခေါ်ပြားနဲ့ဂျုံလိုက်ပြီးတော့ဖားလေးကိုမြင်သွားတာမလို့အဲ့ဖားကိုတတ်လိုက်လို့ပြောနေပါတယ်ဟမ်ဒီဖားနဲ့ဘာမဆိုင်ဘူးလေမင်းကငါခိုင်းသမျှကိုညင်းနေရလားဂျောရူးတို့ဖားမှာလဲတူးတန်းတဲ့သူရှိရလေလက်ကားနေရင်မတက်ချင်ပါဘူးဒါပေမဲ့လူကာကဂျုံတို့တားနေတဲ့ဂျားတွေကနေဖားကိုခေါ်ပြားနဲ့ဂျုံမလိုက်ပြီးတော့ဖားကဘာမဖြစ်ရင်ပဲလူကာရဲ့ခေါင်းကြီးကတော့အချိုင်ဖြစ်သွားပါတယ်မလုပ်ပါနဲ့လို့ပြောနေရအောင်လောက်တာကြီးကတော့တကယ်ကိုအသေးပဲမရှိဘူးမေသားမေသား ာအော်ခိုးရှိအီတလီကိုသွားပြီးတော့ဒီကောင်လေးကိုရှာပြီးတော့သူ့ရဲ့အရှိပြားကိုယူပေးခဲ့ဒီအနေစစ်စရာရှိလို့တေးတေးလေးပဲဆိုရင်တော့ရတယ်ကုန်ကြဆဲတွေအားလုံးငါပေးမယ်စားစေးတွေရောပေးမှလားဒါနဲ့ဒီကောင်လေးကဂျိုဒါဝဆန်နဲ့တူရဲ့နော်မြေပေါ်ဝင်ကြည့်ပြီးတော့လမ်းရှောင်းနေတဲ့ခိုးရှိကလမ်းဘေးမှာခြားထားတဲ့အီတလုံးကိုတွေးလိုက်ရပါတယ်ဒါပေမဲ့ဒီဘဲတွေကဂန်စတာတွေမို့လို့သူတို့အိတ်ကိုဘယ်သူမှမလူရဲပါဘူးတော်တော်လုံခြုံတဲ့မျိုးလေးပဲနော်အဲ့ချိန်မှာဆော်လေးတေယုံနဲ့ဂျုံတို့တွေးလိုက်ရတာမို့လို့အနာကတ်သွားတဲ့အချိန်မှာဂျုံတို့ကလည်းလန့်သွားပြီးတော့ဘဲရပတ်စံနေတဲ့သုံးဖြုံးနေရလဲဖက်စဘုတ်နဲ့လက်ဂိတ်ကိုပြန်ပေးလို့ခိုးရှိကပြောလိုက်ပါဆော်လေးပါမရှိတော့ရောင်းစားလိုက်ပြီခိုး စီက3 v နဲ့ဖိလိုက်တဲ့အချိန်မှာခုနကတော့ကားပြတ်တာမဟုတ်ဘဲနဲ့ stand power ဆိုတော့ဂျုံတို့ကတီဝါတာမဟုတ်လို့ကိုအစ်စရီအောင်ထုတ်လိုက်ပြီးတော့အသက်တစ်ခုလာဆန်းလို့ပြောလိုက်ပါတယ်အဲလိုနဲ့ဂျုံတို့ကပျောက်သွားတဲ့အချိန်မှာကိုအစ်စရီကသစ်ပင်ရင်တစ်ပင်ကိုတွေးလိုက်ရပြီးတော့ဆမ်ပလိုက်နဲ့လို့ပြောနေတဲ့ဂျုံတို့ကသစ်ပင်ရင်နဲ့ပုံတက်သွားနေတာပါကိုအစ်စရီကသစ်ပင်ရင်ကို3 v နဲ့ဖိလိုက်ရမယ်သူပဲပြီးသွားပြီးတော့ကိုအစ်စရီအားကုန်မသုံးတာကိုတီဝါတဲ့ဂျုံတို့ကကိုအစ်စရီကလူကောင်းပဲလို့ပြောလိုက်ပါတယ်ဒိုရာကိုရှာခိုင်းတဲ့လူငယ်လေးကဂျုံတို့ဖြစ်နေပြီးတော့ stand user ပါဖြစ်နေရဆိုတော့ကိုအစ်စရီကတီဝါတာမဟုတ်လို့ဂျိုရာတို့ဖုန်းဆက်ပြီးတော့အကြောင်းစုံပြောလိုက်ပါတယ်စတန်ဥစားတွေကတအူးနဲ့တအူး ူဆွဲငင်နေရဆိုရဲနီးရမှာကြောင့်ခိုးဝချီနဲ့ဂျုံတို့ကတိုင်တိုင်ဆိုင်ဆိုင်တွေ့ခဲ့ကြတာပါ sorry ပါခိုးဝချီတဲဖို့ဟိုတယ်နဲ့သုံးဖို့ပတ်စံအတွက်ငါစီစဉ်ပေးလိုက်ပါမယ်ဂျော်ရူနိုရဲ့စပယ်ကအမဲအောင်နဲ့ဝါယောင်ပြောင်းသွားတာဖြစ်ပြီးတော့သူ့အဖေရဲ့မျိုးရိုးဗီဇာနဲ့စိုင်းနေလောက်တဲ့သူ့အဖေကိုတိလာလို့ခိုးဝချီကဂျူလာတို့မေးလိုက်ပါတယ်သူ့အဖေကိုတတ်ခဲ့တာငါပဲခိုးဝချီ ဒီယိုဒီယိုမှာသားတယောက်ရှိခဲ့တယ်ဆိုတော့ဂျိုဒါတို့ကတီဝါတာမို့လို့စုံစမ်းဖို့အတွက်ခိုးရချီကိုအီတလီကိုလွှတ်လိုက်တာပါဒီကောင်စတန်ရပါတာဒီယိုရဲ့သွေးကြောင့်ဒါမှမဟုတ်အဲ့မျိုးထဲမှာရှိနေတဲ့စတန်ဥစားတယောက်အကြောင်းဖြစ်နိုင်တယ်သူနောက်ထပ်မသွားနဲ့တော့ခိုးချီ तू ကရန်သူလားဂျိုဒါဟုတ်ဆန်ဒါကတော့မင်းမဲသူ့ကိုတွေးခဲ့ရလိမ့်မင်းဘယ်လိုမြင်လဲခိုးချီဂျော်ရိုနိုကတင်းငိန်အေးစေးတဲ့ပုံပေါက်တာမို့လို့ခိုးချီကရန်သူလို့တော့မထင်ပါဘူးဒီအကျွေးစေးလေးကမင်းရလားမဟုတ်ပါဘူးအဲ့ဒါဆိုရင်တော့ငါဟာပေါ့ကြာနေတာအကျွေးစေးမဟုတ်ဘဲနဲ့တန်းတထောင်ဆိုရင်တန်းတထောင်ဆိုရင်တော့ကောက်လိုက်ပါပေါ့ဗျာဟာရဲဖြစ်နေပြီးတော့မင်းကိုမြင်သွားတယ်ကွာအဲ့ဒါဆိုရင် ော့တယောက်တော့ပေါ့ကြိုက်သွားပြီမင်းကလိန်နေရမဟုတ်ဘဲနဲ့အမှန်တိုင်းပြောနေရပဲလူတွေကလိန်တဲ့အချိန်မှာချွေးထွက်ပြီးတော့အဲ့ချွေးရဲ့အရသာကိုခံပြီးတော့လိန်နေရဟုတ်မဟုတ်သိနိုင်တယ်ဆိုတော့မြဲရိုလူကလေးစိတ်ထဲမှာဒံဟာနဲ့လဲကြနေပြီးတော့သူ့နဲ့နောက်ဆုံးတွေ့ခဲ့တာမင်းလို့ရဲနေပွေရငါ့ကိုပြောတာလူကတာမန်လူမဟုတ်ဘူး तू ကဂန်စတာပဲအခုငါတို့ရဲ့ boss ကဒီကိစ္စကိုစုံစမ်းဖို့ငါ့ကိုလွတ်လိုက်တာအဲ့တော့ဂျုံတို့ငါ့ကိုအမှန်တိုင်းပြောစမ်းမင်းလူကနဲ့တွေ့ခဲ့လားဘယ်ကလူကလဲမသိပါဘူးဒီဘဲနာမည်ကဘူချာရတီလို့ခေါ်ပြီးတော့နောက်ဆက်မိရဲ့အတွက်တောင်းအောင်ပါလို့ပြောလိုက်ပြီးတော့ယထာဘောကနေစင်းသွားပါဘူချာရတီစင်းသွားတဲ့အချိန်မှာဂျုံ ံတို့ရဲ့လက်ထဲမှာမျက်လုံးတစ်လုံးရောင်းနေရမို့လို့ဂျုံတို့ကလန်သွားပါတယ်။ဟဲ့။ငှဲ့နေတဲ့ဂျော်ရူးတို့ မင်းကောက်လာလိမ့်နေရပဲဂျုံတို့လိမ့်နေတာကိုတီးွားတာမို့လို့ဘူချာရတီကြီးကယထားဘောကိုပြန်တက်လာပြီးတော့ဂျုံတို့ထိုးချပလိုက်ပါတယ်။ဘာကြည့်နေ냐နာကျင်လို့လားအမှန်တိုင်းမဖြစ်ဘူးဆိုရင်မင်းကိုနှိပ်ဆက်ပြီးတော့မေးရလိမ့်မယ်။အဲဒီမှာဂျုံတို့ရဲ့ပါဇက်တွေကနေလူကာရဲ့လက်ချောင်းပြက်ကြီးတွေထွက်လာပါတယ်။လူကာရဲ့အလောင်းကိုငါတို့ boss ကရှင်းလိုက်ပြီးမင်းပါဇက်ထဲကိုငါထည့်ကျင်တာထည့်လို့ရတယ်။ဥမာပြောရရင်တော့ဟိုမီးသက်စီဝူပြီးပေါ့။အဲဒီမှာဂျုံတို့ရဲ့မျက်နှာပေါ်မှာဇီကြီးတစ်ခုပေါ်လာပြီးတော့လူကာကိုဘလို့တတ်ခဲ့ရလဲလို့ဘူချာရတီကမေးနေမိမယ်။ဂျုံတို့ကမဖြစ်ရမို့လို့ဘူချာရတီကဂျုံတို့ထိုးပလိုက်ပါတယ်။ဘူချာရတီမှလည်းသူ့လိုမျိုးဆွမ်းရှိနေအောင် ော့တီးွားတာမို့လို့ဂျုံတို့ကစတန်ကိုထိုးလိုက်ပြီးတော့ဘူချာရက်တီကိုပြန်ကြုံတော့မှာပါအဲ့လိုနဲ့ episode 1ကတော့ဒီမှာပဲပြီးသွားပါတယ်နောက်ထပ်လာမယ့် episode မှာတော့ဂျုံတို့နဲ့ဘူချာရက်တီတို့ရဲ့ဘယ်တယ်ကိုဆက်ကြည့်ရမှာပါကြီးစုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရေးတင်ပါတယ်